အိမ်ပျော်သွားခဲ့ပြီမဲ့အတတ်နိုင်ဆုံးပြည်သူတွေကိုလွတ်ကျန်၆ပတ်ပေးသွားမှာပါဆိုတဲ့အနေအမေအားလုံးပဲမင်္ဂလာပါရှင်အရန်ကိုကြည်စရာကောင်းလာတဲ့ဟန်ပတ်အမွေအားလေးတွေနဲ့ပရိသတ်တွေရဲ့အားပေးဝေးရမှုတွေကိုအပြေအဝရရှိခဲ့တဲ့တည်တော်ဆဲလီနေဦးမေကတော့အခုစရဲ့ဇဂါရီအတီကိုပဝင်တယောက်ဆောင်ခဲ့ကွေးလာခဲ့ရပြီဖြစ်ပေအခုစရဲ့တယောက်ဆောင်တယောက်နေနဲ့ပါအောင်မြင်မှုတွေကိုရရှိနေပြီဖြစ်ပါတယ် နှွေဦးမွေလေးကတော့အခုဆိုရင်ငလင်ဘေးတဲ့နေရာလေးတွေကိုအဖေဖြစ်သွင်းတဲ့အတူတူခရိုင်သွားရောက်ကတက်အားရဖက်ကနေလွတ်တန်းထောက်ပံ့ပေးနေရကိုလည်းတွေ့ရပါတယ်။အဲအကြောင်းတွေကိုလည်းသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေကအတည်ပြုထားခဲ့ပါတယ်။ရွေးဦးမေလေးကတော့ကိုယ်စရစိမ့်ပန်းမှာငွေသား98,600အထယ်400ကျော်နဲ့ရေတံဖူးများတော့ကလူတန်းပေးခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ခါမှဆိုရင်လေနေဦးမေကဖခင်ဖြစ်သူနဲ့အတူတူစိန်ပန်းကိုဒုတိယအကောင့်နေနဲ့ထမင်းဟင်းများသွားလို့ပြီးမှဖြစ်ပါတယ်။အဲအကြောင်းတွေကိုလည်းနေဦးမေကအခုလိုပဲပြပြလာခဲ့ပါတယ်။ ຫນွေဥမီကနစ်ဆန်တရနေကြရင်စိန်ပန်းမှာဒုတိယအခေါက်နေတဲ့ထမင်းဟင်းနဲ့ရေတန့်သွားလို့ပါအောင်မယ်ရှင်ရေတန့်ဝယ်ဖို့အတွက်ကိုလည်းဖုံဖုံကနှစ်တိန်လူတန်းပေးထားပါရရှင်ဆိုပြီးပြောပြလာခဲ့ပါတယ်အခုလက်ရှိမှာတော့ຫນွေဥမီတို့တားဖာကနေစူပါလူတန်းထားတဲ့ခုနှစ်သားသမီးတွေရဲ့အလူငွေတွေနဲ့ငလင်ပေးတဲ့နေရာလေးတွေကိုဂရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ် နေဦးမေတို့မိသားစုလေးကတော့မလေးမှာအင်္ဂါနေပြီးတော့နေထိုင်နေကြတာပါအခုစဉ်သူတို့ငါးရံနေထိုင်တဲ့အိမ်လေးကလည်းငလင်တန်းကြောင့်ပြိုကျပြည့်စည်သွားပြီဖြစ်ပါတယ်အရင်ပုံမှာလည်းပရိသတ်တွေကနေဦးမေတို့အတွက်စင်မကောင်ဖြစ်နေပြီးမန်တွေမှာအမျိုးမျိုးစုတောင်းပေးကြပါတယ်အခုလိုသူတို့ငားရန်နေထိုင်နေကြတဲ့မန္လေးကအိလေးပြိုသွားခဲ့တဲ့ပုံမှာလေနှွေဦးမေရဲ့ဖခင်ဖြစ်သူအခုလိုပဲပြပြလာခဲ့ပါရယ်နှွေဦးမေရဲ့ဖခင်ဖြစ်သူအကျွန်တော်တို့မန္လေးကိုရောက်လာတာက မကြသေးပါဘူးမလေးမှာအခြေချဖို့စဉ်းစားပြီးရောက်လာတော့ပေါ့နော်၃လစာချုပ်နဲ့အိမ်လေး၅ဖြစ်ခဲ့တယ်ငလင်ကြောင့်ဒီအိမ်လေးလည်းပြိုတဲ့အတဲပါသွားပါပြီနောက်ထပ်နေစရာအိမ်တက်လေးလည်းအရှာကြည့်ရအောင်မယ်အခုတော့သူများအိမ်မှာပဲကက်နေရတာပေါ့နော်အခုဆိုရင်ကိုရိုင်းကလည်းဒုက္ခတေစင်းနဲ့ပါသွားပါပြီဆိုပြီးသူတို့၅ရက်နေထိုင်ရတဲ့အိမ်လေးပြိုသွားတဲ့အပေါ်ရင်ဖွဲ့ပြောပြလာခဲ့ပါတယ် ຫນွေဥမေလေးကတော့အခုလိုအိမ်လေးပြောကြတဲ့အထက်ပါတော့ဆင်ញင်မိတယ်လို့ဆိုပါရယ်အခုလက်ရှိမှာတော့ຫນွေဥမေတို့မိသားစုဟာခုနှစ်သားသမင်းတွေရဲ့အလူငရီနဲ့လွယ်အတဲ့နေရာလေးတွေကိုတွားရောက်ကလူတန်းထောက်ပံ့ပေးနေလေးရှိပါရယ် ရေဦးမင်းလေးကပရာဟိတာလို့လူတွေကိုသူကိုယ်တိုင်ပါဝင်ကူညီပေးနေပြီးအဲဒီပေါ်မှာလည်းပရိဒီကချေချိုးပြောဆိုနေကြကတမလီရဲ့တွေ့ဆူတောင်းပေးနေကြပါတယ်။နှွေဦးမင်းကသူတို့နေထိုင်ခဲ့တဲ့အင်္ဂလိပ်ကပြောကြတဲ့တဲမှာပေါသွားခဲ့တဲ့အပေါ်မှာလည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။နှွေဦးမင်းကတမလီရဲ့အင်္ဂလိပ်ကအခုလိုပြောတဲ့တဲပေါသွားတော့စိတ်ညစ်တာပေါ့နော်။နေထိုင်ဖို့အင်တက်လေးလိုက်ရှာရအောင်မယ်အခုတော့ငလင်ပေးတဲ့နေရာတွေကိုသွားလို့ပေးနေပါတယ်။ တမလဲဒီတက်အများကြီးစူးစမ်းသွားပါမယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ကလီတယုတ်ဆောင်တွေအိုမီကတော့အကယ်ဒမီနေသူပါဝင်ထားတဲ့မေဂျူမှလည်းပါဝင်ထားသလိုကျင်ပေါ်ဇလန်တွဲလေးမှလည်းကလီတယုတ်ဆောင်အနေနဲ့ပါဝင်ရကွထားပါတယ်။